င်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံသတင်းတွေကိုကျွန်တော်အေးဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ကုလသမဂ္ဂမှာအဖြတ်မောက်၃ချိန်ကျုံခဲ့ရမှုစုံစမ်းစစ်ဆေးပေးဖို့ထရန့်က တောင်းဆိုလိုက်တဲ့အကြောင်းမော်စကိုကလွယ်ပြီးအခြားနေရာတွေမှာပူတင်နဲ့တွေ့ဆုံဖို့အသင့်ရှိတယ်လို့ဇာလန်စကီကပြောကြားခဲ့တာနဲ့ပါလက်စတိုင်းနိုင်ငံဖြစ်အတိမတ်ပြူတာကိုကုလသမဂ္ဂမှာရှုံချမယ်လို့နေတန်ယာဟုကပြောဆိုခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် ရမဇုံအနေနဲ့စတေမာလာ24ရက်နေ့ကကုလသမဂ္ဂထွေထွေညီလာခံတက်ရောက်ခဲ့ချိန်မှာကျုံတွေ့ခဲ့တဲ့ဖျက်မှောက်၃ခုကိုစုံစမ်းစစ်ဆေးပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောင်းဆိုလိုက်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ် President Trump why did you cancel the meeting with Chuck Schumer Скалата не работает. သမရထရန်နဲ့သမရဂရောမဲလာနီယာတို့စီးနင်းလိုက်ပါတဲ့ဆက်လီကရုတ်တရက်ရက်တန့်သွားတာသူမိကုံးပြောနေချင်းတယ်လီပရင်တာချွေးရင်းသွားတာပေးသက်ထိုင်းတဲ့နေရာမှာအတန်မိုင်းဆိုင်ရာပြဿနာဖြစ်ခဲ့တာဆိုတဲ့အချက်သုံးချက်ကိုစစ်ဆေးပေးဖို့ထရန်ကသူ့ရဲ့ True Social လူမှုကွင်းရက်မှာရေးသားတောင်းဆိုခဲ့တာဖြစ်ပါတယ်မနေ့ကကုလသမဂ္ဂမှာတကယ်ကြက်တည်မရှိတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပါတယ်တစ်ခါမို့နှစ်ခါမို့သုံးခါတော့မကောင်းကြင်တာခံခဲ့ရပါတယ် ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးကုလသမဂ္ဂမှာ၃ချိန်တိုင်တိုင်အဖျက်အမှောက်လုတ်ခံခဲ့ရတာပါသူတို့ကိုကိုကိုရှက်တင်ပါတယ်လို့ထရန့်ကရေးသားဖော်ပြထားပါတယ်ဆက်လီကာကိစ္စနဲ့ပတ်သက်ပြီးကုလသမဂ္ဂဝန်ထမ်းတွေနောက်ပြောင်ခဲ့ကြတယ်ဆိုတဲ့လန်ဒန်တိုင်းသတင်းကိုကိုးကားပြီးတာဝန်ရှိသူတွေကိုဖမ်းဆီးဖို့လည်းထရန့်ကတောင်းဆိုထားပါတယ်ဆက်လီကာမှာရှိတဲ့လုံခြုံရေးကင်မရာမှတ်တမ်းတွေအားလုံးအထူးသဖြင့်အရေးပေါ်ရက်တန့်တဲ့ခလုတ်ကိုတေချာတင်စီထားပါမယ် ကိစ္စမှာလှုပ်ဝက်ထောက်လန်းရေးတွေလည်းပါဝင်နေပြီလို့ထရန့်ကမှတ်ချက်ပေးထားပါတယ်။ကုလသမဂ္ဂဘက်ကတော့ထရန့်ရဲ့ဗီဒီယိုရိုက်ကူးရေးတမားတယောက်ကဆက်လီကားပေါ်မှာနောက်ပြန်လမ်းလျှောက်ခဲ့တဲ့အတွက်ဘေကင်းရေးစနစ်အလိုလျောက်ပွင့်ပြီးရပ်တန့်သွားတာဖြစ်နိုင်ကြောင်းတယ်လီပရင်တာကလည်းအမေရိကန်ကိုယ်စားလှယ်အဖွဲ့ကိုရန်ယူဆောင်လာတဲ့ပစ္စည်းသာဖြစ်ကြောင်းဖြေရှင်းထားတာတွေ့ရပါတယ်။အဒန်စနစ်ကိစ္စမှာလည်းမိကုန်းတွေကိုဘာသာစကား6မျိုးနဲ့နားထောင်နိုင်ဖို့ငကြက်နဲ့သာအသုံးပြုရမှာဖြစ်ပြီး နှကြက်မတက်ဘူးဆိုရင်ဘာမှကြားမှာမဟုတ်ဘူးလို့ကုလသမဂ္ဂရာရှိတူးကပြောဆိုထားပါတယ်။ဒီပြည်စင်တွေဟာလက်ခံလာရမရှိဘူးလို့ကုလသမဂ္ဂဆိုင်ရာအမေရိကန်တမတ်ကြီး မိုက်ဝေါ့စ်ကလည်းပြောကြားထားပြီးစုံစမ်းစစ်ဆေးမှုတွေကိုလုပ်ဖို့တောင်းဆိုထားပါတယ်ခင်ဗျာ။ All I got from the United Nations was an escalator that on the way up stopped right in the middle. If the first lady wasn't in great shape, she would have fallen. But she's in great shape. We're both in good shape. We both stood. and then a teleprompter that didn't work. This is, these are the two things I got from the United Nations a bad escalator and a bad teleprompter. Thank you very much. နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ရုရှားသမ္မတပူတင်နဲ့မော်စကိုမြို့ကလွဲပြီးအခြားကျန်တဲ့နေရာတွေမှာတွေ့ဖို့အဆင်သင့်ပဲလို့ယူကရိန်းသမ္မတဇယ်လန်စကီကထုတ်ဖော်ပြောဆိုခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ <laughs> The 21st century isn't much different from the past. If a nation wants peace, it still has to work on weapons. It's sick. But that's the reality. Not international law, not cooperation weapons decide who survives. Zelensky yeah, American go le yeah. ba yao chain ma ku lu pyo su ka da phit par de. Russia ka raw di twei song bwe ha Istanbul myo ma twei song bu a chan pyu tha de ယူကရိန်းနဲ့ရုရှားမီဒီယာတွေကဗုဒ္ဓဟူးနေ့မှာဖော်ပြထားပါတယ်ရုရှားပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်ကော့ကပူတင်ဟာဇလန်စကီနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပေမဲ့မီဒီယာတွေတွေ့ဆုံမှုမပါဘဲတွေ့မယ်လို့ဆိုပါတယ်ဒါအပြင်ပက်ကော့ကယူကရိန်းဟာဆွေးနွေးမှုတွေအဆင်မပြေအောင်ရုရှားရဲ့အဆိုပြုချက်တွေကိုစိတ်ဝင်စားဖို့လို့လည်းထုတ်ပေါ်ပြောဆိုထားတာတွေ့ရပါတယ်ကာဇက်စတန်သမ္မတကလည်းသူ့နိုင်ငံဟာဒီဆွေးနွေးပွဲအတွက်လက်ခံကျင်းပပေးဖို့အသင့်ရှိတယ်လို့မီဒီယာတွေ့ဆုံပွဲမှာထုတ်ပေါ်ပြောဆိုထားတာဖြစ်ပါတယ် ကာဇက်စတန်နိုင်ငံဟာရုရှားနဲ့ယူကရိန်းတို့ဆွေးနွေးပွဲအတွက်လိုအပ်ပါကလက်ခံကျင်းပပြီမယ်လို့ပြောဆိုခဲ့တာပါဇလန်စကီကရုရှားကိုမရက်တန့်ဘူးဆိုရင်ရုရှားဟာဖျက်ဆီးမှုတွေအများဆုံးလုပ်တဲ့လက်နက်ကိုင်အဖွဲ့ဖြစ်ရင်ဆိုင်ရမှာ ဖြစ်တဲ့ကြောင်းကုလသမဂ္ဂညီလာခံမှာထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ဒါ့အပြင် AI သုံး drone တွေကိုအသုံးပြုတဲ့ကိစ္စကိုလည်းကဘာကစီးမြင်တွေတတ်မှတ်ပြီးထိန်းချုပ်ဖို့လိုတယ်လို့ဇလန်စကီကဆိုထားပါတယ်။ဘူဒီယာယူကရိန်းပြည်အခြားနိုင်ငံတွေကိုလည်း စည်ရေးချက်ထွင်ဖို့ကြိုးစားနေတယ်လို့ဇာလန်စကီကစွပ်စွဲခဲ့ပါသေးတယ်။နျူကလ ියා ဒုံးကျည်တပ်ထိပ်ဖူးတွေကိုတယ်ဆောင်တဲ့ဒရုန်းတွေကိုရုရှားကပထမဆုံးပြုလုပ်လာွယ်ရှိတာကြောင့်ရုရှားကိုအခုချိန်ရပ်တန့်တာကအကောင်းဆုံးပါပဲလို့ဇာလန်စကီကအဖွဲ့ဝင်193နိုင်ငံပါ ကုလသမဂ္ဂထွေထွေညီလာခံမှာပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာ Russian drones violated Polish airspace and only four were shut down luckily they were not shahids or even wars. Otherwise, the results would have been horrific. Estonia had to call a UN Security Council meeting for the first time in history because Russian fighter jets deliberately entered its airspace. နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိမှတ်ပြုနေတာတွေကိုကုလသမဂ္ဂမှာရှုံ့ချမယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကပြောဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ <laughs> יוצא עכשיו עם רעייתי לעצרת האו"ם ולוושינגטון. בעצרת האו"ם אני אומר את האמת שלנו, אזרחי ישראל, האמת של חיילי צה"ל, של המדינה שלנו. နေတရာဟုဟာလာမယ့်တောက်ကြနေကုလသမဂ္ဂထွေထွေညီလာခံမှာမေကွန်းပြောကြမှာဖြစ်ပြီးအဲ့ဒီမေကွန်းမှာပါလက်စတိုင်းကိုနိုင်ငံဖြစ်အတိမတ်ပြုတဲ့နိုင်ငံတွေကိုရှုံချမှာဖြစ်ပါတယ်။သူရဲ့ခီးစင်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဝါရှင်တန်မှာတွေ့ဆုံမှုလဲပေါဝင်တယ်လို့နေတရာဟုကလေးမော်မတက်မီပြောဆိုခဲ့ပါတယ်။ ပြင်းထန်တဲ့ပြည်တွင်ပါဝင်အနောက်အင်အားကြီးနိုင်ငံတွေကပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိအမှတ်ပြုကြောင်းပြီးခဲ့တဲ့ရက်အနည်းငယ်ကကြေညာထားပြီးအဲ့ဒီကြေညာချက်ကိုထရက်နဲ့နေတန်ယာဟုနှစ်ယောက်စလုံးကရှုံချထားပါတယ်။နှစ်နေနေပါစစ်ဖြစ်နေပြီးအပြစ်ခတ်ရက်စဲရေးသဘောတူညီချက်မရသေးတဲ့ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့အစ္စရေးကိုတကွာလုံးကပြစ်တင်ရှုံချမှုတွေပြုလုပ်ထားတာတွေ့ရပါတယ်။ဂါဇာစစ်ပွဲကြောင့်ပါလက်စတိုင်း6,500ကျော်တေဆုံးထားတယ်လို့ဒေသခံကျမ်းမာရေးအာဏာပိုင်တွေကထုတ်ဖော်ပြောဆိုထားပါတယ်။ လသမဂ္ဂမှာမေကွန်းပြောဖို့နယူးယောက်မြို့ကိုမသွားခင် လေစိမ့်မှာနေတန်ယာဟုကိုအစ္စရေးတွေကဆန္ဒပြခဲ့တယ်လို့လဲရိုက်တာသတင်းဌာနကဖော်ပြပါသေးတယ်။ဆန္ဒပြသူတွေဟာဂါဇာစစ်ပွဲကိုရပ်တန့်ဖို့တစားကန်တွေကိုပြန်လှုပ်ပေးဖို့တံပြန်ကြွေးကြော်မှုတွေစိုင်းဖို့ကန်ဆောင်မှုတွေပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာကစိတ်ပြတ်မှုတွေဖြစ်ပေါ်လာပြီးအစ္စရေးအမေရိကန်တို့ရဲ့မဟာမိတ်နိုင်ငံတွေကပါပါလက်စတိုင်းကိုနိုင်ငံအဖြစ်အတိအမှတ်ပြုခဲ့တာပဲဖြစ်ပါလေ။ စပွဲကိုထောက်ခံခဲ့တဲ့အစ္စရေးတွေရဲ့ယက်တိချက်တွေလည်းကြီးရိုင်လာတာတွေ့ရပါတယ်။ဟာမတီလက်ထက်မှာတစားကဖြစ်ဖန်စီခံထားရတဲ့48အောင်နဲ့အယောက်20ကအသက်ရှင်နေသေးတယ်လို့သူတို့ကယုံကြည်ထားပါတယ်။ဟာမတီဟာလူထောက်နေရာကိုတတ်ခဲ့ပြီး252ဦးကိုတစားကဖြစ်ဖန်စီခဲ့တာကြောင့်2023အော်တိုဘာလ9ရက်နေ့မှာစစ်ပွဲစတင်ခဲ့တာဖြစ်တယ်လို့အစ္စရေးတွေကဆိုပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ဒိမန်နိုင်ငံရဲ့ Airbus ၄စိတ်ကောင်းကင်မှာလဲဒရုန်းတွေတွေ့ရှိမှုကြောင့်၄စိတ်ကိုပိတ်ထားရတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ဒိမန်နိုင်ငံမှာရှိတဲ့ Airbus ၄စိတ်ရဲ့၄ပိုင်းနဲ့အတွင်မှာဒရုန်းတွေပေါ်လာတာကြောင့်၄စိတ်ကိုပိတ်ထားရတဲ့အကြောင်း၄စိတ်ပြောရေးဆိုခွင့်ရှိသူတူကစတင်ဘာလ24ရက်နေ့နှောင်းပိုင်းမှာပြောဆိုထားပါတယ်။ဒါဟာဥရောပရဲ့လေကြောင်းအာကာသကိုလှုပ်ခါလိုက်တဲ့ဒရုန်းပြန်တမ်းမှုတွေကြောင့်ဒိမန်နိုင်ငံရဲ့အဓိကအ ကိုဗီဟေဂင်၄စိတ်ကိုပိတ်ချခဲ့ပြီးနှစ်ရက်ကြာမှအခုလိုထပ်မံဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ကိုဗီဟေဂင်၄စိတ်မှာ လေရင်ပြန်သမှု၄နာရီကြာရန်နာခဲ့ရတဲ့ဒရုန်းတွေဟာသူ့ရဲ့အရေးကြီးတဲ့အခြေခံအဆောက်အဦတွေပေါ်မှာအဆိုးရွားဆုံးတက်ခတ်မှုဖြစ်ပြီးသူတို့ကိုတန်တရားရှိစရာရုရှားဒရုန်းတွေဇက်တိုက်ကျူးကျော်မှုတွေဖြစ်ဥရောပတလွှာအခြားအနောက်ရှက်တွေနဲ့လည်းချိတ်ဆက်ရှိတယ်လို့ဒိမတ်နိုင်ငံကအင်ကာနေမှာပြောဆိုထားပါတယ်။ဥရောပ လေကြောင်းသွာလာမှုထိန်းချုပ်ရေးကိုကြီးကြပ်တဲ့ ယူရိုကွန်ထရိုးစစ်ဘက်အရက်ဘက်အာဂဒအဖွဲ့အစည်းတွေကတော့၄စိမ့်အနီးတဝိုက်မှာဒရုန်းလှုပ်ရှားမှုတွေကြောင့်ဂျာတာဘရေးနေမှာအာဘ၄စိမ့်မှာလေရင်ဆက်ရောက်မှုနဲ့ထွက်ခွာမှုတွေလုံးဝရှိမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။အဲ့ဒီဒရုန်းရေတွက်နဲ့ပတ်သက်လို့အာဘ၄စိမ့်ရဲ့ပြောရေးဆိုခွင့်ရှိသူကမှတ်ချက်ပေးဖို့ညင်းဆိုထားပါတယ်။ဒရုန်းတွေကြောင့်လေရင်ခီးစဉ်၄ခုထိခိုက်ခဲ့ပြီးအဲ့ဒီထဲမှာ SAS လေရင်၂စင်း၊ Norway လေရင်၁စင်းနဲ့ KMAN လေရင်၁စင်းတို့ပါဝင်ကြောင်းဆိုထားပါဗျ။ ဒိမန်နိုင်ငံတောင်ပိုင်းဒေသမှာရှိတဲ့အခြား၄စိတ်အသေး၃ခုမှာလည်းဒုံးတွေတွေ့ရှိရကြောင်းသတင်းပေးပို့မှုတွေရှိခဲ့ပေမဲ့အဲ့ဒီ၄စိတ်တွေကိုတော့ပိတ်ထားတာမျိုးမရှိပါဘူးခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့2026ခုနှစ်ဇန်နဝါရီလကမှလွှတ်တော်ကိုဖျက်သိမ်းမယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ထိုင်းပြည်သူတွေစီ အာဏာပြန်ပေးဖို့2026ခုနှစ်ဇန်နဝါရီလကုန်မှာပါလီမန်ကိုဖျက်သိမ်းဖို့စီစဉ်ထားပြီးထွေထွေရွေးကောက်ပွဲကိုမက်လာဒါမမို့ရင်ဧပြီလအစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတဲ့ကြောင်းထိုင်းဝန်ကြီးချုပ်အနုဒင်ကစက်တင်ဘာလ24ရက်နေ့မှာပြောဆိုထားပါတယ်။အစိုးရရဲ့မူဝါဒထုတ်ပြန်ချက်ကိုလွှတ်တော်ကိုတင်ပြပေးဖို့လွှတ်တော်ဥက္ကဋ္ဌကိုစာတင်ထားပြီးဖြစ်တဲ့ကြောင်းနဲ့စက်တင်ဘာလ28ရက်နေ့ကနေ30ရက်ကြာမှာ တရရက်ကိုရချင်းပေးဖို့လဲလွှတ်တော်ဥက္ကဋ္ဌကိုတောင်းဆိုထားတဲ့ကြောင်းထိုင်းဝင်ကြီးချုပ်အနုဒင်ကပြောဆိုထားပါတယ်။အနုဒင်ဟာဖွေတိုင်းပါတီဥဆောင်တဲ့အာနာယညုံမောင်းအဖွဲ့ကနေသူ့ရဲ့ဖုန်ချတိုင်းပါတီကိုနှုတ်ထွက်ခဲ့ပြီးနောက်မှာစတင်ဘာလအစောပိုင်းပါလီမန်မဲခွဲဆုံးဖြတ်မှုမှာအနိုင်ရရှိခဲ့က2023ဩဂုတ်လတောင်ပိုင်းထိုင်းနိုင်ငံရဲ့တတိယမြောက်ဝန်ကြီးချုပ်ဖြစ်လာခဲ့သူဖြစ်ပါတယ်။သူဟာအာနာယဖို့ပါလီမန်မှာအင်အားအကြီးဆုံးအုပ်စုဖြစ်တဲ့တိုက်ခိုက်ပြည်သူ့ပါတီရဲ့ ကျောင်းနောက်ခံတဲ့အတူဖုံချန်တိုင်းပါတီခေါင်းဆောင်ကိုထောက်ခံပေးဖို့အတွက်သဘောတူညီချက်တစိတပိုင်းအနေနဲ့ဝန်ကြီးချုပ်ဖြစ်ပြီးလေးလအတွင်းရွေးကောက်ပွဲခေါ်ယူခြင်းပါဝင်တောင်းဆိုချက်အများအပြားနဲ့အပေးအယူလုပ်ခဲ့ပါတယ်။နူဒီယာအမေရိကန်ရဲ့အခွန်စည်းချက်မှုမြန်မာတဲ့အိမ်တော်စုကျွေးမိတွေနဲ့ပြည်သူတွေရဲ့ဝယ်ချမ်းသုံးစွဲနိုင်မှုအားနည်းလာခြင်းတွေနဲ့အတူရုံးငန်းနေရာရဲ့စီးပွားရေးကိုပြန်လည်ကောင်းမွန်စေရေးအတွက်အလွန်ခက်ခဲတဲ့လုပ်ငန်းတာဝန်ကိုရင်ဆိုင်နေရပါတယ်။ နေတိုင်းရှိတက်တာကြီးနဲ့လယ်သမားတွေရဲ့ပံပိုးကူညီမှုလေယာထွက် ကုန်စည်နှုန်းကျဆင်းနေမှုကိုဖြေရှင်းဖို့အပါအဝင်စီးပွားရေးပြဿနာတွေကိုစီမံဖို့အစိုးရကစီစဉ်နေတယ်လို့ဗိုလ်ထုံးနဲ့ဒင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်သူအစိုးရအနေနဲ့လောင်စားလုပ်ငန်းတွေကိုပံပိုးတာတွေမလုပ်ဖို့ကာစီနိုစတိုင်ဖျော်ဖြေရေးအဆောက်အုံတွေနဲ့အွန်လိုင်းလောင်စားကိုတရားဝင်လုပ်ခြင်းကိုခွင့်မပြုဖို့ရှင်းလင်းပြသတဲ့မူဝါဒရှိတယ်လို့လည်းပြောဆိုထားပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ဂါဇာအကူအညီရေရင်အုပ်စုကိုစစ်သည်ဘောလှုပ်ကာကွယ်ပေးမယ်လို့စပိန်ဝန်ကြီးချုပ်ကပြောဆိုခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ဂါဇာကမ်းမြောင်ကိုအကူအညီပေးဖို့ထွက်လာတဲ့နိုင်ငံတကာရေရင်အုပ်စုကိုကာကွယ်ပေးဖို့အီတလီနဲ့ပူးပေါင်းပြီးတော့စစ်သည်ဘောတစ်စင်းဆေလွတ်သွားမှာဖြစ်တယ်လို့စပိန်ဝန်ကြီးချုပ်ပေဒရိုဆန်ချက်ကပြောကြားထားပါတယ်။ ဂရိကန်တို့မှာဒရုန်းတွေနဲ့တိုက်ခိုက်ခံခဲ့ရပြီးနောက်အခုလိုကြေညာခဲ့တာလည်းဖြစ်ပါတယ်။စမ်းချဟာကုလသမဂ္ဂထွေထွေညီလာခံတက်ရောက်ဖို့နယူးယောက်မြို့ကိုရောက်နေတဲ့အချိန်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောဆိုခဲ့တာပါ။ဂါဇာဒေသခံတွေအတွက်စားနပ်ရိက္ခာပေးဖို့ဖို့ထွက်ခွာလာတဲ့ရေရုံအုပ်စုမှာ နိုင်ငံပေါင်း45နိုင်ငံကနိုင်ငံသားတွေလည်းပါဝင်ပါတယ်။ဒီမောအုပ်စုကိုလိုအပ်လာရင်အကူအညီဖို့နဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့အတွက် ရေတပ်သင်္ဘောတစ်စင်းဆီလွတ်သွားမယ်လို့ဝန်ကြီးချုပ်ကတီးပြုတ်ပြောဆိုထားပါတယ်။ဂါဇာကမ်းမြောင်ရဲ့ပင်လယ်ထွက်ပေါက်ကိုအစ္စရေးကပိတ်ဆို့ထားတာကိုချိုးဖျက်ဖို့ရည်ရတဲ့ Global Smoke ရေရင်အုပ်စုမှာအရသားလီ90လောက်ပါဝင်ပြီး ရှေ့နေတွေတက်ကြွလှုပ်ရှားသူတွေနဲ့အတူနမဲကျော်ရာသီဥတုပြောင်းလဲမှုဆိုင်ရာတက်ကြွလှုပ်ရှားသူ Greater Task Force လည်းလိုက်ပါလာခဲ့ပါတယ်။ဒီရင်အုပ်စုက Green နိုင်ငံ Gas Dot ကျွန်းကနေ ရေမိုင်30กว่าနိုင်ငံတကာရေပိုင်နယ်ထဲမှာ drone 12စင်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။ Desde luego no en la emergencia climática နောက်ဆုံးအနေနဲ့ကမ္ဘာအင်အားပြင်းဆုံးမုန်တိုင်းထွက်ခါပြီးမှာဟောင်ကောင်တကားပြန်ဖွင့်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ဒီဥပဒေရေးဗိုလ်ချုပ်ဟောင်ကောင်ကနေဒီနှစ်အတွက်ကမ္ဘာအင်အားပြင်းဆုံးမုန်တိုင်းရာကာစာပြန်လည်ထွက်ခေါ်သွားပြီဖြစ်ပါတယ်။ဒါကြောင့်36နိုင်ကြာရပ်ဆိုင်းခဲ့ရတဲ့နိုင်ငံတကာ၄ချောင်းခီးစဉ်တွေ စနေမာလ25ရက်နေ့မှာပြန်လည်စတင်နေပြီဖြစ်လို့လုပ်ငန်းတွေပို့ဆောင်ရေးတွေနဲ့ကျောင်းတချို့ပြန်ဖွင့်နေကြပြီဖြစ်ပါတယ်။ဖိလစ်ပိုင်မြောက်ဘက်နဲ့ထိုင်ဝမ်ကို တိုက်ခိုက်ခဲ့ရမှာလူ73ဦးသေဆုံးခဲ့တဲ့ရာဂါဆောင်မုံတိုင်းဟာတရုတ်ကိုဥတီလာတဲ့အတွက်လူဦးရေထူထပ်တဲ့ဟောင်ကောင်မှာစတင်မာလ23ရက်နေ့ကစပြီးလုပ်ငန်းတွေသွားလာလှုပ်ရှားမှုတွေရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။23ရက်နေ့မှာတော့မုံတိုင်းဟာတရုတ်နိုင်ငံတောင်ပိုင်းရင်ချင်းမှာကုန်းတွင်းပိုင်းကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ 23ရက်နေ့အချိန်အများစုဟာဟောင်ကောင်အာဏာပိုင်တွေကအမြင့်ဆုံးတိုင်ဖုန်းသတိပေးချက်အဆင့်30တက်မှတ်ထားတာလည်းတွေ့ရပါတယ်။တဟရသူတရားကျော်ရှိတယ်လို့လည်းသိရပါတယ်။25ရက်နေ့မှာတော့ဟောင်ကောင်မှာဒုတိယအနေဆုံးတိုင်ဖုန်း3ပေးချက်ဆက်ပြီးထုတ်ပြန်ခဲ့သလိုမူဂျိုနဲ့ကြောင်းတချို့ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။ရာဂါဇာဟောင်ကောင်ကထွက်ခွာပြီးတော့ပူပိုင်းမုန်တိုင်းဖြစ်အားပြော်သွားပြီလဲတွေ့ရပါတယ်။၂၃ရက်နေ့တုန်းကတော့ဟောင်ကောင်အရှေ့ဘက်နဲ့ တောင်ဘက်ကမ်းရိုးတန်းမှာလိုင်းလုံးကြီးတွေဖြစ်ခဲ့ပြီးလမ်းတချို့နဲ့လူနေအဆောက်အအုံချို့ရေလွှမ်းခဲ့တာတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါနိုင်ငံသားတရင်တွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အီဇတ်ပါ